နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကိုင်းနေတဲ့မြန်မာဆောက်လုပ်ရေးအလုပ်သမား16ဦးနဲ့အထောက်ထားမဲ့ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား9ဦးတို့ကိုထိုင်းရဲများကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ17ရက်နေ့ထိုင်းနိုင်ငံပတရားမှာရှိတဲ့ရေကူးကန်ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုထိုင်းအာဏာပိုင်များကဝင်ရောက်ဆစ်ဆီးခဲ့ရမှာတရုတ်နိုင်ငံသား6ဦးနဲ့မြန်မာတရားမဝင်ဆောက်လုပ်ရေးအလုပ်သမား16ဦးတို့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားများမှာ တရားဝင်စာရွက်စာတဲ့အထောက်အထားခိုင်လုံစွာမရှိတဲ့အပြင်အလုပ်လုပ်ခွင့်မရှိဘဲစောက်လုပ်ရေးလုပ်ငန်းခွင်များမှာအလုပ်လုပ်နေတာကိုစီးစီးတွေးရှိရကြောင်းထိုင်းအာဏာပိုင်များကပြောဆိုခဲ့ပါတယ်။အလားတူပဲထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာကားတစ်စီးထဲမှာပြတ်သိပ်ပြီးတော့တရားမဝင်လိုက်ပါတာနဲ့မြန်မာနိုင်ငံသားကိုဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားကိုဦးထဲမှာ အမျိုးသား၃ဦးနဲ့အမျိုးသမီး၆ဦးတို့ပါဝင်ပြီးတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်အတွက်ဖျားသုံးစုလမ်းကနေတဆင့်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီမြန်မာနိုင်ငံသား၉ဦးကိုထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့ update ဖြစ်နေတဲ့စီးရင်းနိုင်ငံရေးသတင်းများကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို follow လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ TikTok မှာ follow လေးတစ်ချက်နှိပ်ပေးယူနေတဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်